ဥမာ NLD မဲအများဆုံးနိုင်သွားတဲ့အချိန်တုန်းကဆိုရင်တမရာကြီးဥထင်ကျော်တက်တန်းကတော့ထားလိုက်တော့တမရာကြီးဥထင်ကျော်နှုတ်ထွက်ပြီးတော့နောက်သစ်တမရာရွေးတဲ့အခါမှာလွတ်တော်ဥက္ကဋ္ဌဖြစ်တဲ့တမရာကြီးဥဝင်းမြင့်ကို NLD ဘက်ကအစိုးတင်သွင်းတယ်အဲ့ဒီအချိန်မှာအစိုးတင်သွင်းရင်ဥဝင်းမြင့်နဲ့ရှင်ရွေးရင်ပြည်ခိုင်ကျိုးကပဲဖြစ်ဖြစ်တခြားတိုင်းရင်းသားပါတီတွေကပဲဖြစ်ဖြစ်ဒါဆိုတကြားမင်းကြီးဆင်းရွေးရင်တော့မှတမရာဖြစ်စီအားကိုကိုအကြောင်းရှိဘာဖြစ်လို့လဲဆိုတော့ ကြည့်လိုက်ရင်ကိုကြည့်သိတာတယ်အမျိုးသားလွတ်တော်မှာပြည်သူ့လွတ်တော်မှာ NLD က majority ရထားတယ်သူတို့မဲအများစုရထားတဲ့အတွက် NLD ကလူပဲတမနာဖြစ်ပါအားလုံးပဲမင်္ဂလာပါ Smart Media က season 10ဆက်တဲ့ရွေးကောက်ပွဲဝင်သူတွေရဲ့အတန်း season ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီ season ကတော့မကြာမတင်မှာချင်းပါရမယ်ထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမယ်ကုစလေလောင်းနေရဲ့အတန်းတွေကိုဆွေးနွေးတင်ပြတဲ့နေရာလည်းဖြစ်ပါတယ်ဒါပေမဲ့ကုစလေလောင်းနေတွေမကဘဲနဲ့ မြို့ခေါပွဲမှာမဲထဲကြမဲ့မဲဆန္ဒရှင်ပြည်သူလူထုရဲ့အတန်ဟာလဲအရေးကြီးတယ်လို့ကျွန်တော်တို့ယုံကြည်ယူဆတဲ့အတွက်ကြောင့်မြို့ခေါပွဲမဝင်တော်ညာလဲမြို့ခေါပွဲမှာမဲထဲမဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့အတန်ကိုဆွေးနွေးဖို့တဲ့ဒီနေရာမှာစီစဉ်တင်ဆက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီစီစဉ်မှာပါဝင်ဆွေးနွေးနိုင်မှုအတွက်ကျွန်တော်တို့ကိုအေးနေဝင်ကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာကိုရင်းဝင်မင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါ ွေးဘလို့ပဲပြောပြောပေါ့လေကျွန်တော်တို့ဒီအထူးရွေးကောက်ပွဲက2020နောက်ပိုင်းပြီးတဲ့နောက်ပေါ့ဟိုအကြောင်းကြောင်းကြောင့်ကျွန်တော်တို့ဒီဒီမိုကရေစီလမ်းကြောင်းပေါ်နေနည်းနည်းလေးချော်သွားသလိုဖြစ်ခဲ့တယ်ပေါ့လေအခုတော့မကြခင်မှာကျွန်တော်တို့ရွေးကောက်ပွဲပြန်လဲကျင်းပပါတော့မယ်အဲ့တော့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့အခုကျင်းပမယ့်ရွေးကောက်ပွဲအဘလို့ထူးကြလဲအဲ့တော့ရွေးကောက်ပွဲတစ်ခုကကျွန်တော်တို့အတွက်ဘလို့အရေးကြီးလဲအဲ့ဒါလေးကိုကိုင်းနေဝင်နေနည်းနည်းလောက်ဆွေးနွေးသုံးသပ်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ရွေးကောက်ပွဲတစ်ခုကအရေးကြီးတယ်ဆိုတာကတော့ကျွန်တော်တို့ အမြင်မှာပေါ့နော်သူများအမြင်တော်တော်များများအခုလက်ရှိအစိုးရအစိုးရဆိုတဲ့နေရာမှာလည်းတတ်မတော်ဥစ္စာလည်းအစိုးရအတွက်အရေးကြီးတယ်လို့ကျွန်တော်ထင်နေကြတယ်တကယ်တော့အမှန်ကတော့ဒီကယူကောက်ပွဲကပြည်သူလူထုအတွက်နဲ့နိုင်ငံတော်အတွက်ပိုအရေးကြီးတာပါဘာလို့လဲဆိုကျွန်တော်နိုင်ငံရဲ့တမိုင်းမှာဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ရည်တည်ခဲ့တဲ့အစိုးရနဲ့ရှိတယ်လို့မျိုးရွေးကောက်ပွဲကျင်းပစရာမလိုဘဲနဲ့တနည်းအားဖြင့်ရွေးကောက်ပွဲကိုအခြေခံတာမဟုတ်သောအစိုးရအဖြစ်နဲ့ပိုပဲအုပ်ချုပ်တာဘဝကိုနှစ်ပေါင်းကို ဆယ်စုနှစ်နဲ့ချီပြီးတော့အုပ်ချုပ်ရတာရှိတယ်။အဲ့တော့အစိုးရတကူရဲ့ဖြစ်တည်မှုအတွက်ရှင်းတန်းရက်တည်မှုအတွက်ထွက်ပေါက်ရဖို့အတွက်ရွေးကောက်ပွဲကျင်းပတာမဟုတ်ဘူး။ပြည်သူလူထုရဲ့အတန်ကိုထင်ဟဖို့အတွက်တိုင်းပြည်ရဲ့မျက်နှာကိုဂုံဆောင်မှုအတွက်ကိုကျင်းပတာဖြစ်တယ်လို့ပြောလို့ရတယ်။ဒါတော့အများသောအဖြစ်ကတော့အစိုးရအတွက်ထွက်ပေါက်အတွက်လုပ်နေတယ်လို့ပြောတယ်ဥစားကွာပေါ့။ဒါကွာပေါ့။ဒီလိုချင်းကတ်တာကိုမှားပါတယ်။အရင်ရွေးကောက်ပွဲတွေနဲ့အခုရွေးကောက်ပွဲနဲ့ဘာတူဘာကွာခြားတာတွေရှိသလဲဆိုတော့ကျွန်တော်တို့စီမှာကတော့အခုချိန်မှာလွတ်လပ်ရပြီးကြတဲ့က စကျင့်သုံးခဲ့တဲ့ရွေးကောက်ပွဲစနစ်ဒီမှာတခါတလေကြရင်ပါတီအများပါတယ်ပါတီစုံရွေးကောက်ပွဲဆိုလို့ရှိရင်လည်းပဲမဲအများဆုံးရတဲ့နေထဲစားလို့ရှိရင်သူများတဲ့မဲတာတဲ့လူအကုန်ယူစရန်ဆိုတဲ့ first past the post system နဲ့ပဲသွားခဲ့တယ်ဒါမှမဟုတ်လို့ရှိရင်လည်းပါတီတစ်ခုတည်းကပဲအမှန်မှားနဲ့ချစ်တဲ့ပုံစံနဲ့သွားခဲ့တယ်အခုလိုမျိုး PR အချိုးကျရွေးကောက်အချိုးကျကိုစားပြုတဲ့မျိုးကတော့ဒါကျွန်တော်တို့ကထူးခြားလင်းနေတဲ့ပုံစံမျိုးဖြစ်တာပေါ့လေ ဲ့ဒီထူးခြားလေးနဲ့တဲ့ပုံစံမျိုးဖြစ်တဲ့နေရာမှာလည်းပဲကျွန်တော်တို့ဗာဘာလို့သွားတွေ့ရတယ်လဲဆိုရင်အရင်အရင်ကသာဒီလိုစနစ်မျိုးကိုကျင့်သုံးမဲ့ခဲ့ဆဲရမယ်ဆိုရင်ကျွန်တော်နိုင်ငံရဲ့အခင်းကျင်းဟာအများကြီးပြောင်းလဲသွားနိုင်မှာဘာလို့လဲဆိုတော့အရင်အရင်တုန်းကကျင့်သုံးခဲ့တဲ့စနစ်တွေမှာကအခုရေကောက်ပွဲကဲ့သို့မတူတာဗာလဲဆိုတော့ပြည်သူလူထုအများစုထောက်ခံတဲ့လူပြည်သူလူထုအများစုရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြောက်ခံတဲ့ကိုယ်စားလှယ်တွေဟာပါဝင်တင့်တလောက်မပါဝင်ခဲ့ဘူးဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်2015ခုနှစ်မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာကြည့်မယ်ဆိုရင်2015ခုဆိုတာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့ခွင့်ရခဲ့တဲ့အောင်ပြိုကမ်းပြုနိုင်ခဲ့တဲ့ရွေးကောက်ပွဲပေါ့လေ။အဲ့ဒီရွေးကောက်ပွဲမှာကြည့်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်내နဲ့တိုင်း14ခုစလုံးကိုပြောနေတော့ကြာသွားပြီမယ်ကျွန်တော်ဒီထဲမှာ model တစ်ခုအနေနဲ့ပေါ့နော်ဟိုသတ်မှတ်ပြီးပြောရမယ်ဆို ARB တိုင်းမှာက26နေနဲ့ရှိပါတ ဲ့ဒီ ARB တိုင်း26မြို့နယ်မှာ NL Party ရဲ့ကိုယ်စားလှယ်တွေအများစုအနိုင်ရခဲ့တယ်။နောက်ပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းက ARB တိုင်းမှာရှိတဲ့26မြို့နယ်အနက်10မြို့နယ်ကျော်မှာဆိုရင်ပြီးခိုင်ဖြိုးပါတီရခဲ့တဲ့မင်းနဲ့တိုင်းသားစီလုံးညီညွတ်ရေးပါတီရခဲ့တဲ့မင်းနှစ်ခုပေါင်းဟာ NL Party ထက်များနေတယ်။ဆိုတဲ့သဘောကပါတီမှာ ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့အမျော်မြင်ရှိဖို့အရေးချင်းရှိဖို့လည်းလိုတယ်။တဘောကအဲ့ဒီအချိန်မှာသာတချို့နေတွေမှာဒီခိုင်ဖြိုးကရွေးမယ်။ဒီခိုင်ဖြိုးဝင်ရွေးတဲ့နေတွေမှာတောက်ဆညာရှောင်ပေးမယ်။တောက်ဆညာဝင်ရွေးတဲ့နေတွေမှာဒီခိုင်ဖြိုးကရှောင်ပေးမယ်ဆိုလို့ရှိရင်အဲ့အရာဝတီတိုင်းမှာ NLD အများစုရစရာအကြောင်းမရှိဘူး။ဆိုတော့ဆိုလိုတဲ့တဘောကဥမာ၁၀ခုရှိတယ်ဆိုလို့ရှိရင် NLD က30မှာ၄ခုလောက်ပဲရတယ် 6ခုသည် non nld nld မဟုတ်သောအဖွဲ့က60ရာခိုင်နှုန်း nld က40ရာခိုင်နှုန်းရတယ်အဲ့ဒီ40ရာခိုင်နှုန်းနဲ့နိုင်သွားတာတွေများတယ်တချို့နယ်တွေဆို30ရာခိုင်နှုန်းနဲ့နိုင်သွားတာများတော့ non nld nld မဟုတ်သောအားပေးတဲ့လူဥယေကများဒီပါလျက်နဲ့ nld အစိုးရကနိုင်သွားတယ်ဒါပီယာစနစ်ကိုမကျင့်သုံးခဲ့လို့စနစ်ရဲ့စနစ်ရဲ့သဘာဝတတိကြောင့် nld နိုင်သွားတာပါသလိုမျိုးဒီစနစ်ပေါ်မှာဘယ်လိုမျိုးအကျိုးစီးပွားကို အကောင်းဆုံးအမြတ်ရယူရမယ်ဆိုတာမျိုးမလုတ်တက်တဲ့မမှန်းဆတတ်တဲ့ပါတီခေါင်းဆောင်တွေရဲ့အယူချင်းနှဲပါမှုကြောင့်လည်းပဲအန်ဒီနိုင်သွားတာအဲ့ဒီအချိန်မှာသာဒီလိုခွဲပြီးလုလိုက်မယ်ဆိုရင် ARD တိုင်းမှာ NLD ဟာအနည်းဆုံး10 26ရှိတဲ့အထက်မှာ10မြို့နယ်ရတော့ပြည်သူ့လွတ်တော်မှာ NLD ဖြစ်တော့မှာမဟုတ်ဘူးအခုချိန်မှာတော့အဲ့လိုဖြစ်ပေမဲ့လို့သူကအချိုးကျစနစ်နဲ့သွားတာဖြစ်တဲ့အတွက်မိမိထည့်လိုက်တဲ့မဲသည် လုံးဝတော့အဟောတိကံဖြစ်မသွားဘူး။ PR မှာတော့ပြန်ပြီးတော့ထင်ဟမှုရှိတယ်။ဒါကတခုပေါ့နော်။နောက်တစ်ခုကပါတီကောင်းဆောင်တွေရဲ့အကြီးချင်းဆိုတဲ့နေရာမှာလည်းပဲအားလုံးကသူတို့ကလေကြီးတို့ရိုးရိုးပုံစံတမယိုးကြနေတယ်ပဲ။သွားလွန်ကြည့်နေလို့ကျွန်တော်တို့နိုင်ငံကလေဟိုနိုင်ငံရေးဆိုရင်ကိုလူတွေကသိစိတ်ဝင်စားဖို့ဖြစ်သွားတယ်။ဟိုကျွန်တော်ပြောပြလွတ်တော်မှာတမရရွေးကောက်ပွဲလုပ်တော့ကျွန်တော်တို့နိုင်ငံမှာကတမရကိုရွေးကောက်ပွဲနဲ့တင်မြှောက်တာမဟုတ်ဘူး။ လွတ်တော်ကနေပြီးတော့တင်ဖြောက်တာရေစုံလူတို့ကရွေးကောက်တာမဟုတ်ဘူးအဲ့တော့တနည်းအားဖြင့်ပြောရရင်လွတ်တော်ကိုယ်စားလှယ်ဖြစ်နေရင်ကိုတမရဖြစ်ခွင့်မရှိဘူးတမရဖြစ်သွားလို့ရှိရင်လွတ်တော်ကိုယ်စားလှယ်တယောက်ကလွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေဆုံးရှုံးခံပြီးတော့မှလွတ်တော်ကိုယ်စားလှယ်ပြီးတော့နှုတ်ထွက်ပြီးမှတမရဖြစ်တယ်အဲ့ဒီဟာကိုလေကျွန်တော်တို့နိုင်ငံမှာဟူစိုက်ကားသမားကွန်းရတဲ့အစကျွန်တော်နားမလည်နေတာမျိုးတွေရှိတယ် စကားသမားကွန်ရဆေးကရွေးကောက်ပွဲရဲ့ပုံစံအခင်းကျင်းကိုနားမလည်သူလိုမျိုးပြည်သူကိုယ်စားလှယ်တွေကိုယ်တိုင်ကဘာကိုဒီစနစ်ကိုဘယ်လိုမျိုးကို့အတွက်အကောင်းဆုံးကြအောင်လုပ်မလဲဆိုတာကိုနားမလည်ကြအောင်ဥပမာ NLD မဲအများဆုံးနိုင်သွားတဲ့အချိန်တုန်းကဆိုရင်တမရာကြီးဥထင်ကျော်တတန်းကတော့ထားလိုက်တော့တမရာကြီးဥထင်ကျော်နှုတ်ထွက်ပြီးတော့နောက်သစ်တမရာရွေးတဲ့အခါမှာလွတ်တော်ဥက္ကဋ္ဌဖြစ်တဲ့တမရာကြီးဦးဝင်းမြင့်ကို NLD ဘက်ကအစိုးတင်သွင်းတယ်အဲ့ဒီအချိန်မှာအစိုးတင်သွင်းရင်ဦးဝင်းမြင့်နဲ့ရှင်ရွေးရင် ပြည်ခိုင်ပြိုးပါပဲဖြစ်ဖြစ်တခြားတိုင်းရင်းသားပါတီတွေပဲဖြစ်ဖြစ်ဒါဆိုတရားရင်းကြီးစင်းရွေးရင်တော့မှတမနာဖြစ်စီအားဘိုးကိုအကြောင်းရှိဘာဖြစ်လို့လဲဆိုတော့ကြည့်လိုက်ရင်ကိုကြည့်သိပါတယ်အမျိုးသားလွတ်တော်မှာပြည်သူလွတ်တော်မှာ NLD က majority ရထားတယ်သူတို့မဲအများစုရထားတဲ့အတွက် NLD ကလူပဲတမနာဖြစ်ပါအဲ့တော့တမနာဖြစ်ဖို့အတွက်ကကိုယ့်ရဲ့ရည်ရွယ်ချက်မဟုတ်တော့ဘူးเนาะတမနာဖြစ်ဖို့အတွက်ရည်ရွယ်ချက်မဟုတ်တော့တဲ့အချိန်မှာကျွန်တော်မှတ်မိတယ်ဟိုဘက်ကလွတ်တော်ဥက္ကဋ္ဌကြီးဦးဝင်းမြင့်ကိုတင်သွင်းတဲ့အချိန်မှာဒီခိုင်ပြိုးဘက်က ကျွန်တော်တို့ဘူဂျိုကြီးတောင်းအေးကိုလာမသိဘူးတင်သွင်းနိုင်ကျွန်တော်ကဘူဂျိုကြီးတောင်းအေးကိုတင်သွင်းလို့နိုင်မယ်မနိုင်ဘူးဆိုတော့ပြောစရာအောင်ကြောင်းမရှိဘူးသူ့အရင်ချင်းနဲ့မဆိုင်ဘူးရထားတဲ့မဲအရေးတွေကရောအနေနဲ့ဖြစ်တဲ့တွေရှုံးမှုရှုံးမှာအဲ့ဒီဒါပေမဲ့ရှုံးနေထဲထဲရလေမှာနည်းနည်းလေးအမြတ်ရအောင်လုပ်ပါလားဘူဂျိုကြီးတောင်းအေးကိုတင်မဲ့အစားအရင်တော့အတိုင်းမှုလို့ဆိုတော့ဘူဂျိုကြီးဝင်းမြင့်ကိုတင်တော့ဘာဖြစ်မှာလဲအဲ့လိုပြောချင်းอ่ะဘူဂျိုကြီးတောင်းအေးထဲဘူဂျိုကြီးဝင်းမြင့်ကပို့ပြီးအရင်ချင်းရှိရလို့ကျွန်တော်ပြောတာမဟုတ်ဘူးနိုင်ငံကြီးပါလိဝါကြပါဒီခိုင်ပြောပါဘာလို့ကိုကျွန်တော်ပြောရလဲဆိုရင် အန်အလီထဲမှာအကြီးချင်းရှိတဲ့လူပဲရှိမှာတချို့ကြတော့လေလက်ညိုးတောင်ကောင်းချင်းနဲ့အမထဲရောက်လာပြီးတော့ညမှာအရက်မူပြီးမနေ့ကျတော့ဟိုစန်တိုဝါဝါနဲ့ရောက်လာတဲ့ကောင်လည်းရှိတယ်အဲ့တော့နိုင်ဖို့တော့စိတ်မကူးနဲ့တော့တမန်တော်တော့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဟိုဘက်ကလွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တင်ဟိုဘက်ကဝင်းမြင့်တင်ငါတို့လည်းဝင်းမြင့်တင်မလုပ်ရင်ဟိုချစ်ဒီချစ်နဲ့မှားပြီးတော့ NLD မဲကကျွန်တော်တို့ဟိုပြီးခိုင်ဖြိုးဘက်ကို၄၅ရောက်လောက်ပဲအပေါ်ဝင်းမြင့်အောက်ဝင်းမြင့်မှားပြီးချစ်လိုက်ရင်တည်းဆိုရင်တော့မှတမန်တော်အစ်စ်လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တမန်တော်ဖြစ်ချင်းဆိုတာက ဖြစ်မှာမဟုတ်ဘူးတကဘာလုံးမှာရှိတဲ့သတင်းစာတွေအလုံးကောင်းစီးမှာ NLD ဘက်ကနေပြီးတော့ defect လုပ်ပြီးတော့ပုံကန်ပြီးတော့ NLD အမတ်၄ယောက်ကဒီကင်ဖြူပျောက်ပြီးမဲပေးခြင်းဆိုတဲ့ဟာကြီးကကောင်းခြင်းဖြစ်သွားမှာအဲ့လိုမျိုးကတချို့နေရာတွေမှာဘာလို့ကျွန်တော်တို့ကရယူရမှာလဲဒီအခင်းအချင်းမှာကျွန်တော်တို့ရဲ့ရှိရချက်ကဘာလဲဆိုတော့ကြည့်ရမယ်စာအုပ်ကြီးတိုင်းတော့လို့မရဘူးအဲ့ဒီအချိန်လုံးကလည်းဒီကင်ဖြူကညံ့နေတယ်တမနာမဖြစ်နိုင်ရင်တော့မှ သူတို့ဖြစ်မဲ့တမရနေရာမှာကိုယ့်ဘက်ကခေါင်းစဉ်သတင်းလေးဖြစ်အောင်မျိုးအပေါ်ဝင်းမြင့်အောက်ဝင်းမြင့်လှုပ်ရင်ကိုယ့်ဘက်က energy တွေမှာအူကြောင်ကြောင်နဲ့ကိုယ့်ဘက်ကိုပေးလာမဲ့ဟာလေးကိုမှောင်းလှုပ်မယ်ဆိုတဲ့စိတ်မျိုးလှုပ်ပါလို့ပြောရလဲသူတို့နားမထောင်ခုနပြောတဲ့ဟာမှာလည်းဒီဟိုရေကောက်ပွဲမှာတချို့နေတွေမှာဒီခိုင်ပြိုးကရွေးမယ်ဒီခိုင်ပြိုးဝင်ရွေးတဲ့နေတွေမှာတာဆာညာရှောင်ပေးမယ်တာဆာညာဝင်ရွေးတဲ့နေတွေမှာဒီခိုင်ပြိုးကရှောင်ပေးမယ်ဆိုလို့ရှိရင် NLD မဟုတ်သောပါတီတွေကညီညွတ်ညွတ်နဲ့သာဖြစ်တယ်ဆိုရင်2015မှာကလေးက NLD အစိုးရဖွင့်ဖွဲ့ကျင်တော့ဖွဲ့လိုက်မယ်။သို့တော့ဒီလောက်ကြီးတောင်မျိုးကမ်းမြို့ majority အသာစီးရနိုင်စရာတော့အကြောင်းမရှိဘူးလို့ပြောပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာနိုင်ငံရေးကိုပုံစံရိုးရိုးတမျိုးကြရွယ်သွားလို့မရဘဲနဲ့နိုင်ငံရေးသမားတွေဟာနိုင်ငံရေးဘာဝဖို့တော့လူကြီးလို့ပြောကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခုဟိုဒါကပုဂ္ဂိုလ်ရေးတွေကပြောတာတော့မဟုတ်ဘူး။ အရင်အရင်နဲ့စားလို့ရှိရင်တော့အခုလက်ရှိအချိန်လေးမှာတော့ပါတီတီအတကားတကားတို့ပါတီတီကိုဥဆောင်နေတဲ့ခေါင်းဆောင်တွေကပို့ပြီးတော့အရင်ရှင်းပြပါတယ်ပို့ပြီးတော့ဗားရင်နိုင်ရှိတဲ့လူတွေပါလာတဲ့အတွက်ခေါင်းဆောင်လာတဲ့အတွက်တော့ကျွန်တော်တို့နိုင်ငံမှာအများကြီးဒါဟိုမျှော်လင့်ချက်ရှိပါတယ်ဟုတ်ကဲ့ဒေါက်တာလေးကိုပြည့်ပြည့်စုံစုံဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်